အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါ။ဆိုတော့ Chelsea အသင်းကအခုဒီနေ့ရာသီမှာဒါဒီအပိုင်းမှာသတင်းတက်နေတာဗောလေ။နီးပြား Anzo Maresca နေရာမှာဒါ Adoni Iraola ကိုအစားထုတ်မယ်ဆိုတဲ့သတင်းတွေတက်နေသလို Juventus ကသူတို့လက်ရှိနီးပြား Spalletti မခန့်ခင်မှာ Anzo Maresca ကိုစိတ်ဝင်စားတဲ့သတင်းတွေတောက်လျှောက်တက်လာပြီးတဲ့အချိန်မှာ Chelsea ကတော့ အန်ဇိုမာစကာပေါ်အပြည့်ဝယုံကြည်ထားတယ်ဆိုပြီးသူတို့ကြေညာထားတယ်အန်ဇိုမာစကာနဲ့ပတ်သက်လို့ပေါ့လေချက်စီဘက်ကသူတို့ရဲ့ဆန္ဒကသူ့ကိုပြီးခဲ့တဲ့ရာသီမှာဥရောပဝင်ခွင့်ပဲရအောင်ဆွမ်းဆောင်ထားခိုင်းတယ်ဒါပေမဲ့သူက over achievement ဖြစ်အောင်လုပ်ပြခဲ့ပြီးတော့ Champions League ဝင်ခွင့်ဒိုင်ရရဲ့ conference league champion နဲ့အပူစုအနေနဲ့ club world cup မှာ champion ဖြစ်စေတယ်ဆို club ဘက်ကသူ့ဘောကိုအများကြီးချီးမြှောက်ပြီးသားလက်တော်မှာ up and down ခြေစွမ်းတွေကိုသူတို့သိအားမရသည့်တိုင်အောင် ကလပ်အနေနဲ့လက်ရှိလူစင်းကအန်ဆိုမာစကာနဲ့အကောင်းဆုံးပြင်ဆင်နိုင်လိမ့်မယ်လို့ယုံကြည်တယ်အကောင်းဆုံးရှေ့ဆက်နိုင်လိမ့်မယ်လို့ယုံကြည်ထားတယ်အထူးသဖြင့် Chelsea ရဲ့လက်ရှိလူငယ်ကစားသမားတွေဟာ Premier League မှာ average အသက်အငယ်ဆုံးအသင်းတွေထဲမှာပါတယ်ဆိုတော့အခုလောလောဆယ်မှာ Chelsea နဲ့ပတ်သက်လို့တောက်လျှောက်ကြားနေတဲ့အချက်ကမလိုလားအပ်တဲ့နောက်ထပ်တောင်ပန်ကစားသမားတွေကိုခေါ်ယူမယ်ဆိုတဲ့အချက်ဟိုတနေ့တုန်းက Chelsea ပြည်သက်တယောက်ကပြောတာပေါ့လေသူတို့အသင်းနေနဲ့လက်ရှိနေထားရာ နောက်ထပ်တောင်ပန်ကစားမတယောက်ကိုကြည်နေတယ်အဲ့ကစားမကဘယ်သူလဲဆိုတော့ဒါအခုလက်ရှိမှာ Canon Yeldis ဆိုတဲ့ကစားမပေါ့လေ Juventus ကကစားမအသက်20ပဲရှိတယ်ဒူတကီတောင်ပန်ကစားမလေးလက်ရှိမှာ Chelsea မှာတောင်ပန်တော်တော်ကိုများတာဒါ Estevez ရှိတယ်ဒါ João Petro ရှိတယ် sorry ဒီ Petronetto ရှိတယ် Alejandro Garnacho ရှိတယ် Jimmy Gittens ရှိတယ်၄ယောက်ရှိတယ်အဲ့ဒါကို Chelsea ကအခု Morgan Roger တို့နောက် Canon Yeldis တို့လိုကစားမတွေကိုသဘောကျတယ် ဖီလာကလည်းမိုဂန်ရိုဂျာကိုတတ်တန်းထတ်တိုးဖို့လုပ်နေတယ်။ကန်နီယယ်ဒစ်ကိုဒါလက်ရှိမှာဒီဂျူဗန်တက်စ်ကလည်းတတ်တန်းတိုးဖို့လုပ်တဲ့အချိန်မှာဒီနှစ်ယောက်လုံးကချက်စီရေဒါထဲမှာချက်စီရဲ့အခုလောလောဆယ်ဘုတ်ဖွဲစဉ်းစားတာကအဓိကနဲ့တာမညသူတို့စဉ်းစားထားအဓိကသူတို့လိုချင်တဲ့ position 200ရှိတယ်။ဆိုတော့တောင်ပံကစားမတွေက Canal Yeti ကိုပြီးခဲ့တဲ့နွေရာသီတုန်းကသူတို့ Euro 68တန်းနဲ့ကမ်းလန်းတယ်။ ူဗန်တက်စ်ကပယ်ချထားတယ်။တေကြာတော့ချက်ဆီကအခုလက်ရှိမှာပရီးမီယာလိအသင်းတွေကိုကြော်ပြီးအိုက်ချာတိတ်ကိုသာရောင်းရင်သူတို့ရမယ်လို့ယုံကြည်ထားတယ်။အဲ့ဒီနေရာမှာမော်ဂန်ရိုဂျာလည်းဒီတိုင်းပဲမော်ဂန်ရိုဂျာလည်းတော်တော်လေးသဘောကျတယ်ချယ်ဆီသဘောကျတယ်မှာပါတယ်ဆိုတော့ကျွန်တော်တို့ခုပဲပေါ့လေဒီလောက်များပြတဲ့တောင်ပန်ကစားမတွေကိုဘာကြောင့်ပြုံပြီးတော့ချယ်ဆီကဆက်ခေါ်ဖို့လုပ်နေလဲဆိုတဲ့အချက်ပဲဂါနာချိုလဲလူငယ်ဂက်တန်စ်လဲလူငယ်နက်တိုကလည်းနည်းနည်းကြီးပြီးအက်စတာဗယ်လူငယ်အဲ့မှာတကယ်ပရိုပါတောင်ပန်၄ယောက်ရှိတယ် အိုက်ကစားမတွေရှိတယ်ဆိုတော့ဒီချက်ကချက်စီးအတွက်ဘယ်လိုပုံစံသူတို့စဉ်းစားနေလဲမသိဘူးဒါပေမဲ့အခုလောလောဆယ်မှာချက်စီးကကိုယ်သမား position နဲ့နောက်ခံလူ position တွေအတွက်တော့စပြီးစဉ်းစားပြီဟိုတနေ့တုန်းကတက်တဲ့ Guardian မှာဖော်ပြတာရော Telegram ရဲ့ report ရာနီးပြားက Trevor Chalobah ဟာသူ့ရဲ့အနာဂတ်မှာရေရှည် plan နဲ့မှာ သူတိတ်တိတ်သဘောမကျတဲ့နောက်ခံလူတယောက်ဖြစ်တဲ့အတွက် Trevor Chalobah ထွက်သွားနိုင်တယ် Chalobah နေရာမှာသူတို့ရည်ရွယ်ထားတဲ့စန်တာဘတ်တွေကိုသူတို့ကြည့်ထားတယ်ဆိုတော့ Chalobah ကိုတော့အခုလောလောဆယ်မှာတော့ first strike ပြစ်သုံးပါမယ်ဘာလို့သူပဲရှိတာဟို Levi Cowell injury ဖြစ်နေတယ် Badia Shi ကစိတ်မချရဘူး Fofana ကမကြခဏအမားတယ်အခု Fofana ဆိုရင်ဒါရင်စည်းကမ်းဖောက်ဖျက်တာ6ချိန်တိတိရှိတယ်6ချိန်တိတိရှိတဲ့အတွက်ကြောင့်ဒါ community အလုပ်300အ300တိတိသူလုပ်ရမယ်ဒါအပြင် ဒါသူ့အနေနဲ့လက်ရှိမှာ driving license ပိတ်ခံရတာက16 18လပိတ်ခံပြီးတော့2029သူကားမောင်းလို့မရဘူးဖိုဖာနာမှာလည်းအခုလောလောဆယ်မှာအိုက်ပြက်တနာတွေရင်ဆိုင်နေရတယ်တရားရုံးကသူ့ကိုပြစ်ဒဏ်ချမှတ်ခဲ့ပြီးပြီဆိုအိုက်ဖိုဖာနာကလည်းဒဏ်ရာတွေကြားကနေမတည်ငြိမ်မှုတွေအများကြီးပဲ now thosin adibayo ကြတော့လေ 1v1 defending မှာအရန်အားနေတယ်ဆိုတော့ chelsea ကအိုက် center back position အတွက် တကယ်သဘောကျမဲ့သူတို့လိုက်တဲ့ချိန်မှာခုနပြောတဲ့မာဂေဟီအပါဝင်စန်တဘက်2ယောက်3ယောက်လောက်သူတို့သဘောကျပြီးတောက်လျှောက်ကြည့်နေတယ်။အဲ့နေရာမှာဂိုသမားတို့ကမနစ်ကနွေရာသီလုံးထဲကခေါ်ဖို့လုပ်ခဲ့တဲ့မိုက်မန်ညွန်ကနွေရာသီမှာ free ဖြစ်ပြီး AC Milan နဲ့တတ်တမ်းမတူဘူးသဘောတူထားတယ်။အသက်30ရွယ်ရှိတဲ့ဒီဂိုသမားကိုချယ်ဆီကခေါ်ကျင်နေတဲ့အချိန်မှာတစ်ဖက်မှာချယ်ဆီကဘာဆိုနာအသင်းရဲ့အသက်33နှစ်အရွယ်ရှိတဲ့ကိုသမားမာအန်ဒရီတက်ဆီကန်ကိုပါသဘောကျတယ်။ ။ထက်ဆေးကန်က33နှစ်ရှိပြီးဒီအာဒီဒူးတန်ရကြောင့်ဘာဆိုနာအသင်းမှာမပါဝင်သလိုကလပ်ကလည်းသူ့ကိုအနာဂတ်မရှိတော့ဘူးလို့ကြေညာထားတဲ့အတွက်သူ့နွေရာသီမှာထွက်မှာ။လူရသည်မထွက်ခင် January တောင်ဖြစ်နိုင်ကြီးရှိတယ်။ဘာလို့လဲဆိုတော့သူလဲ World Cup ပွဲပန်းချင်တဲ့အတွက်ကြောင့်ဆိုတော့ Mark Andre ထက်စီကန်က Chelsea ရဲ့ plan နောက် Mike Van Nistelrooy ရှိမယ်။ခန်းစစ်ကတော့ Chelsea တည်ကြပါဘောကျွန်တော်အမြင်တော့လူရသည်မှာ Chelsea တိုက်စစ်တွေပိုင်းမလို့တော့ခန်းစစ်နဲ့ဂိုးသမားပဲထင်တာပဲ။ဒါအခုလောလောဆယ်မှာ Chelsea target ထားနေဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။